install လုပ်ဖို့ Play Store ထဲကိုသွားပါမယ် Play Store ထဲရောက်ပြီဆိုရင်အောက်ကမှန်ပြီလူပုံလေးကိုနှိပ်ပါမယ် Search bar မှာ Discord လို့ရိုက်နှိပ်လိုက်ပါဒီ Discord app ကိုတွေ့ရမှာဖြစ်ပါတယ် install လုပ်ဖို့ဘေးနားက install လေးကိုနှိပ်လိုက်ပါကျွန်တော်ကလုပ်ပြီးသားမို့လို့ Opusora လေးပေါ်နေတာဖြစ်ပါတယ် install လုပ်ပြီးဆိုရင် Discord app ထဲဝင်ပါမယ် စောင့်ဝင်ဝင်ခြင်းမှာဆိုရင်ဒီလိုလေးနေရမှာဖြစ်ပါတယ်။ Rather ကအကောင့်မရှိသေးတာမို့လို့ register ဆိုတာလေးကိုနှိပ်ပါမယ်။ account ဖွင့်ဖို့ form နဲ့ email ဆိုပြီးနှစ်မျိုးရှိပါတယ်။ Rather စိတ်တာနဲ့ account ဖွင့်ပါ။ကျွန်တော်ကတော့ email နဲ့ဖွင့်လိုက်ပါမယ်။ email နဲ့ဖွင့်ဖို့ဒီနေရာလေးမှာ mail ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင် next ကိုနှိပ်ပါ ဒီနေရာလေးမှာ brother ကိုထည့်ခြင်းနဲ့နေမှုထည့်ပါပြီးရင် next ကိုနှိပ်ပါဒီနေရာလေးမှာ username ဆိုတာလေးကိုမြင်ရမှာဖြစ်ပါတယ် display name နဲ့ username ကမတူပါဘူး display name ဆိုတာဆိုင်ရရင်ဒီလိုပေါ်နေမဲ့ဘုရားသားရဲ့ name ရော username ကတော့ Braro ရဲ့ profile ထဲမှာတွေ့ရမယ် display name ရဲ့အောက်ကနေမှာ Bradaro ကို mention ခေါ်ရအခါသုံးပါတယ်ဒီမှာထည့်ခြင်းတဲ့ password ထည့်ပါ password ကအနည်းဆုံး၈လုံးပါရပါမယ်ဒီနောက်ကမျက်လုံးပုံလေးကိုနှိပ်ပြီး password ကိုပြန်စစ်နိုင်ပါတယ်။ပြီးရင် next ကိုနှိပ်ပါ။ဘုရားသားတို့မွေးနေ့ကိုထည့်ပါ Discord ကအနည်းဆုံးအသက်၃နှစ်ဖြစ်မှသုံးလို့ရအောင်လို့အသက်၃နှစ်ဖြစ်မဲ့တဲ့ကိုထည့်ပေးပါ။ အောက်ကအမှန်ချစ်လေးကိုနှိပ်ပါ confirm ကိုနှိပ်ပါသူ့လောက်ခိုင်းတာလေးကိုလုတ်ပေးပြီး verify ကိုနှိပ်ပါ allow ကိုနှိပ်ပါဒီနေရာလေးမှာစိုက်တာနှိပ်ပါကျွန်တော်ကတော့ skip လုပ်လိုက်ပါတယ်ဒါလေဘရာသားတို့သဘောပေါက်မလုပ်ချင်ဘူးဆိုရင်အပေါ်ရောင်းလေးက skip ကိုထပ်နှိပ်ပါ profile ပုံကိုရွေးပါပို့မှရှိရဲ့ပုံကိုထည့်မယ်ဆိုရင်အပေါ်ကအပေါင်းပုံလေးကိုနှိပ်ပါ ံထည့်ပြီးရင် next ကိုနှိပ်ပါ account ပွင့်သွားပါပြီ account ကို verify လုပ်ပေးဖို့လိုပါမယ် verify လုပ်ဖို့အောက်က profile ပုံလေးကိုနှိပ်ပါအပေါ်ရောင်းလာ setting လေးကိုနှိပ်ပါ account ဆိုရာလေးကိုနှိပ်ပါ verify ဆိုရာလေးကိုမြင်ရမှာဖြစ်ပါတယ် verify ကိုနှိပ်ပါ email ထဲကို message ဆောင်ရောက်လာမှာဖြစ်ပါတယ်အကယ်၍မရောက်ရင် resent email ကိုနှိပ်ပါ email ထဲမှာရောက်လာတဲ့ message ချဲဝင်ပါ verify email ကိုနှိပ်ပါဒီလိုပေါ်ရင် brother ရို့ account က verify ဖြစ်သွားပါပြီ application နဲ့ပြန်ဝင်ပြီး brother ရို့ discord ကိုစတင်နိုင်ပါပြီကျွန်တော် server ထဲမှာဆိုရင် even way giveaway တွေလုပ်ပေးသွားမှာမို့လို့ brother ရို့ကိုဖိတ်ခေါ်ပါတယ် server လေးကို join ဖို့ link လေးကိုပြောင်းမှာရေးပေးထားပါတယ်